်တဲ့ခရဲ့နိုင်ငံသစ်စီညီညွတ်ချင်းတရားနဲ့တို့များ ဒီနေ့ကျင်းပတဲ့ပြည်တော်စုနေပြည်နေပြည်တော်ပြည်သူ့ရှေးဆောင်ပါတီမှပါတီဝင်များ တွေ့ဆုံခြင်းမျက်စိစမ်းသပ်မျက်မှန်ပြုလုပ်ပေးခြင်းအခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြီးညာအပ်ပါれခင်ဗျာဟိုပြည်သူလူထုတရက်လုံးဝလှူလာတောင်းတတဲ့နိုင်ငံရေးစနစ်တစ်ခုဖြစ်ပါတယ်။နော်ဒီမိုကရေစီခေတ်တည်းမှာရွေးကောက်ပွဲဆိုတာရှိတယ်။ပြီးရွေးကောက်ပွဲတွေမှာပြည်သူလူထုကနေမဲထဲရတယ်။မဲထဲတဲ့ပြည်သူလူထုရဲ့စံတာအလျောက်အဲကျမတို့ ရွေးကောက်ခံကိုယ်စားလှယ်တွေပေါ်ထွက်မယ်ရွေးကောက်ခံကိုယ်စားလှယ်တွေကနေပြီးတော့မှလွှတ်တော်တက်ပြီးတော့မှပြည်သူကိုကိုစားပြုတဲ့အလုပ်ကိုအလုပ်တောင်ဝန်လှုပ်ဆောင်မှဖြစ်ပါလိမ့်ရှိနေခဲ့ရဲ့ပြည်အောင်သူသည် မာတို့မြန်မာနိုင်ငံသားတွေကကိုယ့်ရဲ့နိုင်ငံကြီးကိုကမ္ဘာလယ်မှာတင့်တယ်တဲ့နိုင်ငံကြီးတစ်ခုဖြစ်ဖို့မြန်မာနိုင်ငံသားအားလုံးကတာဝန်ရှိပါတယ်ကျွန်တော်တို့နိုင်ငံတော်ကြီးကဲတွေကတဆင့်နော်နိုင်ငံတော်ကြီးကဲတွေကိုကျွန်တော်တို့ကကျွန်တော်တို့အဝေယူရတဲ့အချိန်ကြလို့ဆိုရင်ကျွန်တော်တို့ဒီကိစ္စကိုတင်းတင်းကြပ်ကြပ်ပြီးတော့ဖြစ်နိုင်တဲ့အခြေအားတိအောင်ကျွန်တော်ဆွေးနွေးပေးဖို့ကျွန်တော်တို့စီစဉ်သေးပါတယ်အမျိုးနယ်ရုံးနေရနေပြီးတော့မှဒီမှတ်ပုံတင် လုတ်ကျင်တဲ့သူတွေကိုလေ စုစည်းပြီးလို့ရှင် ပါတီရုံးမှာစုစည်းပြီးတော့မှာပြီးလို့ရှင်လောက်ဝကရုံးကိုခေါ်သွားပြီးတော့လေဟိုဟိုဟိုဟာပေါ့ချက်ကုညီဆောင်ရွက်ပေးတာမျိုးလေအဲ့ဒါလေးကျွန်တော်တို့ဆောင်ရွက်ပေးတာ